ဆယ်စုနှစ်ပေါင်များစွာကရိုးရာနတ်တွေကိုကူးကွယ်ကြတဲ့လူမျိုးစုတစ်ခုနေထိုင်နေတောနဲ့ထဲကရွာလေးတွေရွာမှာတော့တွေးဆနေတဲ့လူတစ်ပိုင်းမိစ္ဆာတစ်ပိုင်းအကြောင်းကဒဏ္ဍာရီတစ်ခုအလားရှိနေခဲ့ပါတယ်ရိုးစင်ဆက်လက်ဆက်ကန်းလာတဲ့ရိုးရာမွေနှစ်တွေနဲ့သားစဉ်မြေးဆက်ကြားတိနေရဆဲဖြစ်တဲ့ဒဏ္ဍာရီလာလူရာမိစ္ဆာတစ်ကောင်ကြောင့်ပဲရွာလူရွာသားတွေဟာသူတို့ရဲ့အသေးဆုံးမိသားမိသားစုဝင်တွေကိုတုတ်တန်တင်းကြိုင်းလိုနေရာမျိုးမှာမြောက်နှံလိမရှိပဲစေးစေးပြေဝိပ္ပူစားတွေနဲ့ပတ်ကား အိမ်အပြင်ကတိုင်တွေမှာချိတ်ဆွဲထားလေရှိကြပါတယ်လူတို့မိသားစုဝင်တွေတဲကလူတယောက်တည်းရရင်တိုင်းမှာချိတ်ထားတဲ့စေးရီစိန်အလောင်းကောင်ကြီးကိုမိတဲ့ချိုးတာရင်မျောတာတို့လုံးလေရှိပြီးလက်ရှိသေးသွားတဲ့မိသားစုဝင်တွေကိုတော့တပံပြန်လဲစေးရီစိန်ပြီးဝစ်ဖြူစတွေနဲ့ပတ်ကာအရင်စေးရီစိန်ထားတဲ့အလောင်းကောင်ကြီးထားတဲ့နေရာမှာပြန်လဲထားတဲ့ကြပါတယ်လူတို့ရွာသားတွေအဲ့ဒီလိုလောက်ရတဲ့အကြောင်းရင်းကတော့အရင်ကသူတို့ရောက်မှာစေးရီမစိန်ပဲမြေမြုပ်လိုက်တယ် အလောင်းဝံကြီးကိုဒါနာဟီလာလူရမိစာကြီးရဲ့လက်အောက်ခံတပည့်တပန်းတွေကပြန်လဲတူဖော်ပြီးစားတော့တက်ကြတယ်ဆိုတဲ့အယူဆတွေကမြေကြီးလက်ခံမလွဲရှိနေလို့ပဲဖြစ်ပါတယ်။နောက်ပြီးဒူတို့ရွာလေးမှာကရွာသူကြီးကိုယ်တိုင်ဖွဲ့စည်းပေးထားတဲ့အလှည့်ကြကင်းအဖွဲလည်းရှိနေပြီးတာဝန်ကြတဲ့အဖွဲသားတွေကကင်းထဲမှာထိုင်နေတာမျိုးမလုပ်ရပဲတနက်ကင်ကရွာကိုပတ်ပြီးစောင့်ကြက်ရပါတယ်။အဲ့လိုညာဘက်တွေကင်းဆောင်တဲ့အထဲမှာတော့ရွာသူကြီးကိုယ်တိုင်လည်းပါဝင်ပြီး သူတို့ကအထူးစီမံထားတဲ့တင်နှတ်တွေနဲ့စိတ်စိတ်ထားတဲ့အလောင်းတွေကိုဒါနာယီလာလူသားမိစာကြီးရဲ့ရန်ကနေကာကွယ်ဖို့အတွက်ရွာကိုအမြဲပတ်ပြီးစောင့်ကြံနေခဲ့ရရှာတယ်ဗျာဒီနေ့လည်းညာဘက်ကင်းစားဖို့အနှက်ကြတာကတော့ရွာလူကြီးရဲ့ကင်းဖွဲ့ဖြစ်ပြီးသူတို့ကခေါင်းမှဆီးထားတဲ့ဓာမီတွေကိုထွန်းလာတနက်ကိုစီကင်လျက်ရွာကိုတပတ်ပြီးတပတ်လှည့်ရှောင်နေခဲ့ကြပါလေရွာလူကြီးဆိုလို့အသက်ကြီးကြီးပိုင်ရွှဲရှဲနဲ့နှလုံးမြူတကားကားကင်ထားတဲ့အဖိုးကြီးမဟုတ်ပဲ အရက်ရှည်ရှည်ထောင်းထောင်းမောင်းမောင်းနဲ့အသက်20အရွယ်လူငယ်တယောက်တာဖြစ်ပါတယ်။ရွာလူကြီးရဲ့နာမည်ကမီးခဲလို့ခေါ်ပြီးမီးခဲကလည်းနာမည်နဲ့လိုက်အောင်သူ့ကိုထိမခံတတ်တဲ့လူတယောက်ဖြစ်တဲ့အပြင်ရွာထဲမှာမှုခဲတစ်ခုခုပေါ်လာပြီးဆိုရင်လည်းအမှန်တရားဘက်ကနေပြက်ပြက်တာတာဆုံးဖြတ်ချက်ချတတ်တဲ့လူတယောက်လည်းဖြစ်ပါတယ်။လူတို့ရွာလေးကတစ်ချိန်လုံးကလူမိတ်ဆာကြီးရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့တက်ဖြတ်မှုတွေနဲ့ကြုံခဲ့ရဖူးပြီးမို့ ရွာကိုစီးစနစ်တကျကင်တွယ်အုပ်ချုပ်နိုင်မဲ့လူကိုယ်တာရွာလူကြီးအဖြစ်တင်မြောက်ဖို့စီစဉ်ခဲ့ကြရတာဖြစ်ပါတယ်ရွာလူကြီးစေတဲ့နာမည်နဲ့ရာထူးကိုရဖို့အတွက်ကတခြားနေရာတွေမှာလူမျိုးလွယ်လွယ်ကူကူနဲ့မဲဆွဲစီအောင်လို့လုပ်ပြီးမရနိုင်ဘူးဗျာရွာသားတွေတတ်မှတ်ပေးထားတဲ့စီမင်းစည်းကမ်းတွေကိုလိုက်နာပြီးရွာလူကြီးဖြစ်ချင်တဲ့တခြားလူတွေနဲ့လည်းလက်ယုံရင်ရှင်နိုင်ရမှာဖြစ်ပါတယ်ရွာကိုလူလာမိစ္ဆာရန်ကနေကာကွယ်နိုင်ဖို့အတွက်လည်း ။ဆေးတက်အင်းတက်တွေကိုတစ်ဖက်ကန်းခတ်အောင်တက်မြောက်ပြီးမှရွာလူကြီးဆိုတဲ့ယာဓုကိုရနိုင်မှာဖြစ်ပါတယ်။လက်ရုံကြီးနှလုံးကြီးပြေဝပြီးအင်းစေးစားတဲ့တင်ညာရက်တွေကိုချွန်းချက်မရှိအောင်တက်မြောက်ပြီးမှအကြီးချင်းစစ်ပြီးတဲ့ကြီးယာဓုကိုပေးရကြတာဖြစ်ပါတယ်။ဒါကြောင့်လဲအတန်ငယ်ငယ်ကြီးကြီးဘလိုလူရန်စားမျိုးဆိုအဆင်ဆင်ကြော်ဖြတ်ပြီးရွာလူကြီးဆိုတဲ့နာမည်နဲ့ယာဓုကိုရလိုက်တာနဲ့ရွာသားတွေကတကြီးဖြစ်လာတဲ့သူကိုတလီတစားနဲ့ဆက်ဆံကြရပါတယ် ဟေးငါထုံးတယ်မောင်ကြီးမင်းတို့ကောင်တွေကလမ်းလျှောက်ရင်ငိုက်မယ်မကြမ်းနဲ့တော့အားချေလန်အတိုင်းလိုက်မလျှောက်နိုင်လို့ကတော့နောက်ကြကြံခဲ့တဲ့ကောင်နားပြီးတော့မှရွာလူကြီးမိခဲကသူ့အနောက်ကနေခေါင်းငိုင်းဆိုင်ချကလိုက်ပါခဲ့ကြတဲ့ငါထုံးတဲ့မောင်ကြီးတို့နှစ်ယောက်ကိုနောက်လည်းမကြည့်ပဲအတန်အကျဲကြီးနဲ့ငေါင်းငန်းလို့နေခဲ့ပါလေ။အော်ကိုမိခဲကလည်းဗျာကျို့တို့ကတနေ့လုံးလေထဲမှာကျွဲရီနွားရီနဲ့သူယုံထားရတာပင်မနဲ့ဗျာဟုတ်တယ်ဒီလိုချိန်ဆိုရင်အိမ်မှာရက်ပြူပလင်းတစ်လုံးထောင်ပြီး စိတ်သားကြောင့်လေးငရမ်းကြောင့်လေးနဲ့ဇင်းယူနေကြဗျာအခုကကင်းလဲကြတာဆိုတော့အရက်လည်းမတော့ရအိတ်လည်းမရဘူးလေဗျာနည်းနည်းပါးပါးအိတ်ငိုက်တာမျိုးတော့ရှိမှာပေါ့ဗျာမင်းတို့တွေပြင်မှန်းတာမဟုတ်ဘူးငါလည်းမနဲ့မိုးလင်းတာနဲ့လဲတဲ့စိတ်မျိုးယုံရတာပဲကိုတော်ဝင်ကြတဲ့ရက်လေးမှာကိုတော်ဝင်ကိုကြည့်အောင်နေကြစမ်းပါကွာရွာလူကြီးမိခဲရဲ့အောင်းအောက်တန်းကြငါထိုးနဲ့မောင်အေးလည်းဘာစကားတခုမှခွန်းတုံမပြန်ဝွင့်တော့ပဲတကြီးရဲ့နောက်ကနေတာတနတ်ကိုကင်လျက် မင်းနေတဲ့မျက်လုံးလေးကိုအတင်းပြူးကလိုက်လာခဲ့ကြပါတော့တယ်။ဒီလိုနဲ့တညာလုံးရွာကိုပတ်လျှောက်တာအကျဉ်းရမနှဲတာကြောင့်မထိုးနဲ့မောင်းရေးနဲ့မနဲ့မိုးလင်းတဲ့အထီတော်မဆောက်နိုင်တော့ပဲ။ရွာလူကြီးကိုနှုတ်ဆက်ကကိုစီကိုစီအိမ်ကိုပြန်သွားခဲ့ကြပါတော့တယ်။ရွာလူကြီးမိခဲကတော့ရိုင်းတိုင်းတိုင်းခြေလမ်းတွေနဲ့အိမ်ကိုပြန်သွားခဲ့ကြတယ်။မထိုးနဲ့မောင်းရေးတို့ကိုကြည့်ပြီးပါဇက်ကနေပွားစီပွားစီနဲ့မကြေမနက်ပြောဆိုရင်းတယောက်ထဲကြံရည်နေခဲ့ပါတော့တယ်။တော်တော်ပြောရကောင်းလေး ။ဘညာလေးမအိပ်ရတာကိုထမင်းခုနှစ်ရက်လောက်မစားရတာကြလို့။အားပြနေတဲ့မျက်နှာထားနဲ့လာလို့ပြနေကြတယ်။ဘလူကောင်လေးမှန်းကိုမတီးဘူး။ရွာလူကြီးမိခဲကငထွန်းနဲ့မောင်ရေးကိုမကြည်မနဲ့ရေရွတ်ပြောဆိုရင်မနဲ့မိုးလေးနဲ့အထီးတယောက်တည်းစောင့်ပြီးကြံရစ်ခဲကအရှိတ်တောင်စဲသေးကြားကနေနေမင်းကြီးကတည်းထွက်ပေါ်လာတော့မှပဲအိမ်ကိုပြန်လာခဲ့ပါတော့တယ်။ရွာလေလန်တန်တန်လျှောက်လာရင်အိမ်ကိုလှမ်းမြင်လိုက်ရတဲ့အချိန်မှာတော့သူ့ရဲ့အိမ်ရှိမှအုံနေကြတဲ့လူအုပ်ကြီးကိုလှမ်းမြင်လိုက်ရပြီး စိတ်ထဲကနေဒီလူတွေဘာလာလုံနေကြတာလဲလို့တွေးကအိမ်ဝိုင်းထဲကိုဖြင်းချင်းစွာရှောက်ဝင်လာရင်လူအုပ်ကြီးကိုအခုလိုပဲလှမ်းမေးလိုက်ပါတော့တယ်ဟဲ့လူတွေအိမ်ရှိမှလူတွေစုပြီးဘာလုံနေကြတာတော့မပြရွာလူကြီးမိခက်ကထူးထူးဆန်းဆန်းအိမ်ရှိမှလာရနေတဲ့လူတွေကိုကြည့်ပြီးခေါင်းကိုတပြင်းပြင်းကောက်ကအိမ်မော်ကိုတက်ရင်ညီဖြစ်သူရေခက်ကိုလှမ်းခေါ်ဖို့ပြန်လိုက်ပါတော့တယ်ဒါပေမဲ့သူ့ညီကိုလှမ်းခေါ်ဖို့ပါသက်ဟားလိုက်တဲ့အချိန်မှာပဲမျက်လုံးအဆုံးကအိမ်ရှိကုတ်ပြက်လေးကိုရောက်သွားပြီး မြင်လိုက်ရတဲ့မြင်ခွင့်ကြောင့်ရွာသူကြီးမိခဲ့လေစကားမပြောနိုင်အဆုံးအသွားခဲ့ရပါတော့တယ်။ဘာကြောင့်လဲဆိုတော့အင်းကြီးလေးကကုတ်ပြစ်ပေါ်မှာတော့တကူလုံးအစိမ့်ပုတ်ရောင်တံပြီးခြေလက်တွေကွေးကွေးကောက်ကာပါဇက်ကြီးထားပြီးလဲနေတဲ့ညီဖြစ်သူကိုမြင်လိုက်ရလို့ဖြစ်ပါတယ်။ဟာအာညီရေခဲရေခဲဘာဖြစ်တာရောပိုးထီတာလားမဟုတ်သေးပါဘူးဖေးကောင်ရေခဲရရွာလူကြီးမိခဲကရေခဲကိုစိုးရင်တကြီးကြည့်ပြီးအနားကိုတော့ကလှုံလို့နေရင် ။မြေဖြစ်သူရဲ့ဘိုင်းမှာဟိမ့်တော့ပကံလုံးလောက်ရှိတယ်။အပေါက်ကြီးကိုမြင်လိုက်ရတဲ့အချိန်မှာတော့ငြိမ့်တဲ့အသွားကရွာသားတွေကိုအခုလိုပဲစကားဆိုလိုက်ပါတော့တယ်။ရွာလေအောင်ပါညီလေးရော။မင်းကဖုန်ကြီးတော့မဝေးရသေးဘူး။အားကမင်းကိုရှေ့လာကြရင်ပဇင်းတက်ဖို့ပြောမလို့ကွာ။စိတ်ကြလက်ချတာတော့ကွာ။ငါမင်းတွေကလင်းစားချေပေးပါမယ်။ခန်းသားချက်တွေကိုထင်းချုပ်ပြီးမျက်ဤတစက်မှမကြပဲဘိုးရန်ကြီးနဲ့ပြောနေတဲ့ရွာလူကြီးမိခဲကို ရွာလူရွာသားတွေကတနားနဲ့မြက်ဝဲအစုံနဲ့ဝိုင်းဝန်းကြည့်နေကြတဲ့အချိန်မှာတော့ရွာလူကြီးမိခဲကရုတ်တရက်အသူတို့ဘက်ကိုဆက်ကနေလှဲ့ကခတ်ထံမှာကြောတဲ့လေတံနဲ့စကားတခုံးကိုဆိုလာခဲ့ပါနဲ့တို့တို့အားလုံးရင်တမမနဲ့စောင့်နေရတဲ့အချိန်ဟာအခုရောက်လာခဲ့ပြီဗျာရွာလူကြီးမိခဲရဲ့စကားကြောင့်ရွာလူရွာသားတွေရဲ့မျက်နှာမှာစိုးရင်ထိတ်လန့်မှုတွေကအထင်သာပေါ်လာခဲ့ပြီးရွာလူကြီးဆက်ပြောမဲ့စကားကိုရင်တထိတ်ထိတ်နဲ့စောင့်နေခဲ့ကြပါလေ။ ကျုပ်ပြောတာကိုခမည်းတော်နားမရှင်းမှုနဲ့တူတယ်။ကျုပ်ပြောတာကခမည်းတော်ကျုပ်တို့ဘိုးဘေးပြည်ပြည်တွေလက်ထက်ကလေးကနာမည်ပဲကြားဘူးပြီးအကောင့်ထဲမမြင်ဘူးတဲ့လူမိတ်စာဆိုတာ။အခုတူရဲ့တပည့်တပန်းတွေနဲ့ရွာနီးပတ်လည်းကိုရောက်နေပြီလို့ပြောတာ။ရွာလူကြီးမိခဲ့ရဲ့ဇကားကိုကြားတော့ရွာလူရွာသားတချို့ကတယောက်မျက်နှာတယောက်ကြည့်ပြီးမယုံတင်ကဖြစ်တဲ့မျက်လုံးတွေနဲ့သူ့ညစ်တေးလို့ယူသွားပြီးထင်ပါတယ်ဆိုပြီးတီတိုဇကားဆိုနေခဲ့ကြတယ်လို့တချို့ကြပြန်တော့လေတကြီးကဘာကြောင့်အခုလို့ပြောရတာလဲဆိုပြီး မေးခွန်းထုတ်နေကြပါတယ်။မောင်မီကဲမင်းကဘာလို့တို့ရနာမှာလူမိတ်ဆောင်တဲ့အဖွဲ့တွေရောက်နေတယ်လို့ပြောရတာလဲကွာ။တို့တက်တဲ့အခိုင်အမာပြပြီးပြောစမ်းပါ။တို့တော့ငငယ်တဲ့အခုထိမမြင်ဘူးဘူးကွာ။ဟုတ်တယ်။ဘလို့တွေ့လို့လူမိတ်ဆောင်ကတို့ရနာကိုပြန်ရောက်နေပြီလို့ပြောရတာလဲ။မင်းညီတေးလို့ရှောက်ပြောနေတာများလားကွာ။ဟဲ့လူဝေအားလုံးတိတ်ကြဆန်းပြ။ခင်ဗျားတို့အကြောင်းပြချက်မရှိဘဲတပုတ်လေးလွန်ရှောက်ပြောနေတာမဟုတ်ဘူးဗျ။ကျုံညီသေးတာကိုမြင်ပြီးယူသွားတာလည်းမဟုတ်ဘူး။ဒီမှာကျုံညီရဲ့ဘက်ကိုကြည့် ဟိတ်တော့ပကံလုံးတော့ရှိတာပေါ့ကြီးကိုခမရတို့မြင်လားအထဲမှာဥရေကလီစာတွေလည်းဘာဆိုဘာမှမရှိတော့ဘူးဗျာတွေးတွေလည်းတစားမှမကြံတော့ဘူးရိုးရိုးတည်တဲ့လူကအခုလောက်ထိတွေ့ဆရာမလို့ဘူးဗျာဒါဟိုးရင်ကလေးကဖြစ်ခဲ့တဲ့ကိစ္စတွေနဲ့တထက်ထဲကြနေတယ်ရွာလူကြီးမိအဲ့ရဲ့ရှင်းလင်းချက်ကြောင့်ရွာသားတွေအလုံးနဲ့ထင်းချေးပေးနေတာတွေကိုရက်လိုက်ပြီးတကြီးကိုကြီးကထပ်မံမေးခွန်းထုတ်လိုက်ပြန်ပါတယ်ဒါဆိုကျိုးတို့ကဘယ်လိုလုပ်ရမှာလဲတကြီးပြောတယ်လို့လားတကယ်ဆိုရင်ကျိုးတို့ရွာဒုက္ခရောက်တော့မှာပေါ့ဗျာ ။ရွာပြောင်းရောက်အောင်လဲတိုးတကထွက်ဖို့ကဝေးကြီးဗျာ။ဘောင်းမတိတ်ပြီးစိတ်မပူကြပါနဲ့။အခုလူမိတ်စားနဲ့အတူတပည့်တွေရွာထဲထီတော့ရောက်မလာသေးပါဘူး။ကျိုးလိုချင်းမီကောက်ခွန်းနဲ့ရောက်ပါသေးတယ်။ဒကြီးမီကကရွာသားတွေကိုစိတ်မပူဖို့နားချလိုက်ပြီးတခုခုကိုအောင်ဆိုင်ပြီးတွေးနေတဲ့အချိန်မှာတော့နှစ်ဖူးမှအင်းတွေရွေးဆဲထားပြီးအညိုရောအင်းကြီးနဲ့ဘောင်းမီဝမ်းဆက်ကိုဝတ်ထားတယ်။ကရုံးပြောင်ပြောင်နဲ့လူတယောက်ကလူအုပ်ချားတဲ့ကိုတိုးဝင်လျက်တကြီးရဲ့ရှေ့ကိုလာကအခုလိုပဲစကားဆိုလိုက်ပါတယ်။မင်းပြောလားမှန်တယ်မိခင် ိုးတွေချိန်မီကာခွဲနိုင်ရင်လူမိတ်စာကရွာထဲထိဝင်လာမှာမဟုတ်ဘူးရွာလူရွာသားတွေလည်းထိခိုက်လာမျိုးရှိလာမှာမဟုတ်ဘူးဒါပေမဲ့အဲ့အတွက်တော့ခက်ခက်ခဲခဲရင်ဆိုင်ရလိမ့်မယ်ကွာကျုပ်ဘလို့လုံးဝမလဲဆိုတာကိုနားလဲပါတယ်နန်းဆရာကြီးတင်ကပြောတာကိုလည်းအားလုံးကြားပြီးပြီပဲဒီတော့ကျုံးတဲ့ဆရာကြီးတင်ကနဲ့ပေါင်းပြီးတော့ဒီကိစ္စကိုအမြန်ဖြေရှင်းပေးပါမယ်အခုကျုံးကြီးရေခဲရအလောင်းကိုတော့ရွာပြင်မှာပဲတွားမြုံမယ်ကျုံးကြီးကရိုးရိုးတေးတာမဟုတ်ဘူးဆိုတော့အရင်လိုစိတ်အိမ်ပြင်မှာချိတ်မထားတော့ဘူး ဒါကိုခမရတို့အားလုံးလည်းကုညီပေးကြပါဦး။ကောင်းပြီကျုပ်တို့ကုညီမယ်။ဒါပေမဲ့မရှင်းတာတခုကျုပ်မေးပြစေ။ခမရပြောတော့လူမိုက်စာနဲ့တူတပည့်တွေကရွာထဲကိုဝင်းမကသေးဘူးဆိုဗျာ။ဒါဆိုရေခဲကဘာလို့အိမ်မှာတင်းနေရတာလဲ။အတွန်းတက်ကမေးလာတဲ့ရွာသားရဲ့ဇာကားကြောင့်ကျန်တဲ့ရွာလူရွာသားတွေကလည်းကောင်းရင်ပြီးအဲ့ဒီမေးခွန်းကိုပဲထပ်မေးလာကြတော့တကြီးမေးခဲကပြုံးပြီးတော့ပြန်ဖြေလိုက်ပါတယ်။ခမရတို့ကလူမိုက်စာကိုတော်တော်ထင်သေးနေကြတာကိုအဲ့ဒီကောင်ကခမရတို့ထင်သားတာထပ်တော်ပို့တဲ့ စွားတွေအများကြီးရှိတယ်ဗျရွာစည်းရုံးမှာချထားတဲ့အစီရင်တွေကြောင့်ဒီကောင်ရွာထဲကိုဝင်လို့မရပေမဲ့ရွာပြန်ထွက်လာတဲ့လူတွေကိုပြူစာပြီးတပ်ပစ်လို့ရတယ်ဗျအခုကအဆောပဲရှိသေးတော့လူတွေထုံးစားတိုင်းဒီရွာကိုသူအနေနဲ့ပြုတော့မယ်ဆိုရယ်တတိပေးလိုက်တာပဲနောက်ကျအစီစဉ်တွေကိုဖျက်ပြီးအဲ့ဒီကောင်ရွာထဲကိုဝင်လာလိမ့်မယ်တကြီးမိခဲကအချက်ကျလက်ကျပြန်ပြောလာတာကြောင့်ရွာသားတွေလည်းအရင်ကထက်အပူဝင်နေတိုးတွားခဲ့ပြီဒီကဲရဲ့အလောင်းကိုမြန်မြန်မြေမြုပ်ဖို့အတွက်ပြင်ဆင်ကြပါတော့တယ်ဒီလိုနဲ့တကြီးအပါပင်ရွာတွေရွာသားတချို့က ရေခဲရဲလောင်းကိုရွာပြင်မှာကျင်းတူပြီးခက်မြက်မြက်မြုပ်ကရွာထဲကိုပြန်လာခဲ့ကြပါတော့တယ်။ညရောက်လာတဲ့အခါမှာတော့တကြီးမီရဲ့အတူရဲ့အစီအစဉ်ကိုအကောင့်ထဲပေါ်ဖို့အတွက်တနတ်တလက်ကိုထုတ်ယူကာလက်ကင်ဘွားနဲ့တေးတေးချာချာတန်ရှင်းရေးလုပ်နေခဲ့ပါတယ်။စိတ်ထဲမှာလည်းညီဖြစ်သူရေခဲအတွက်စိတ်မကောင်းဖြစ်နေခဲ့တယ်လို့နေ့လယ်ကရောက်လာတဲ့နတ်ဆရာအကြောင်းကိုတွေ့ရင်းနဲ့စိတ်ထဲမှာတခုခုမတင်ကဖြစ်နေခဲ့ပါတယ်။ညီဖြစ်သူကြောင့်လည်းနတ်ဆရာအကြောင်းကိုတွေ့နေစင်ပါပဲ။ အင်ရှိချန်စီဦးနားမှာလူတယောက်ရက်နေတာကိုမြင်လိုက်ရတာကြောင့်ချန်ရှိကလူကိုအိမ်ထဲဝင်လာခဲ့ကိုလှမ်းပြောလိုက်ပါတယ်။ရက်ဆရာကြီး။ခမရချန်ရှိမှာဘာရက်လုံးနေတာလဲ။အိမ်ထဲဝင်ခဲ့လေဗျာ။ချန်တကောက်တော့မခတ်ထားပါဘူး။ရာလူကြီးမိခဲ့တဲ့ဇာကားကြောင့်ချန်ရှိမှာရက်နေတဲ့နတ်ဆရာကြီးလက်တကြီးကိုကြည့်ကာခုလိုပဲဇာကားဆိုလိုက်ပါတယ်။ကိစားထွေထွေထူးထူးမရှိပါဘူး။လူမိစ္ဆာကြီးကိုရင်ဆိုင်မှုဘလို့စီရင်နေမြလုံးနေလဲလို့တစ်ချက်လာစူးစမ်းကြည့်တာ။မင်းကလူမိစ္ဆာကိုတနက်နဲ့ပြစ်တတ်မလို့လားမိခဲ့ရ။ ။အိမ်ထဲကိုအရင်ဝင်လာခဲ့သမားနှက်ဆရာကြီးရ။အေးဆေးဆေးထိုင်ပြီးစကားတွေပါတယ်ပြောကြတာပေါ့။ရွာလူကြီးမိခဲ့ရဲ့ဖိတ်ခေါ်မှုကြောင့်နှက်ဆရာကြီးဦးဒိန်ကလည်းတကြီးရဲ့အိမ်ဝန်းထဲကိုဝင်ရောက်လာခဲ့ပြီးတကြီးနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့တစ်တုံးလေးတစ်ခုပေါ်မှာထိုင်ကာ။စကားတွေဖောင်ဖွဲကပြောနေကြပါတော့တယ်။ရေခဲရဲ့ကိစ္စကိုမင်းဘလို့စီစဉ်ထားလဲမိခဲ့။လူမိတ်စားရဲ့တပည့်တပန်းတွေကရေခဲရဲ့အလောင်းကိုတရက်နှစ်ရက်အတွင်းမှာတေချာပေါက်လာပြီးစားတော့ကြမှာပဲ။အခုချင်းလူမိတ်စားရဲ့ပြဒနာကအရေးကြီးနေတာကို မင်းကတနတ်တန်ရှင်ထိုင်းလုံနေသေးတယ်ကျုပ်အကုန်စီစဉ်ထားပြီးတော့ပါနတ်ဆရာကြီးကနတ်ဆရာကြီးကရောဘာတွေပြင်ဆင်ထားပြီးပြီလဲငါကတော့အရင်ဆရာတွေထားရခဲ့တဲ့အစီရင်တချို့ကိုပြန်တက်တွင်းပြီးအင်းတွေကိုလည်းပြန်နှုတ်ထားပြီးပြီလူမိတ်ဆာကြီးနဲ့ရင်ဆိုင်မို့ပဲလူတော့တယ်ကျုပ်ကတော့လူမိတ်ဆာနဲ့အခုတောင်တွေ့ချင်နေပြီဗျာအခုတောင်တွေ့လိုက်ရလို့ကတော့ဟောရီတနတ်အချိန်ပြီးခေါင်းတဲ့တဲ့ကိုပြစ်ချလိုက်ပါဒီတနတ်ကကျုပ်ဘိုးဘေးတွေကျုပ်ကိုလက်ဆင့်ကမ်းထားခဲ့တဲ့အစီရင်တနတ်လေး ငွေစင်းနဲ့လှုပ်ထားတာကြီးတွေကလည်းငွေစင်းနဲ့ပဲလှုပ်ထားပြီးအင်းစံထည့်ပြီးရေးထားတာဗျရွာလူကြီးပြေးခဲ့တဲ့အတူရဲ့တနက်ပြောင်းဝကိုနတ်ဆရာကြီးရဲ့မျက်နှာနားကိုတိုးကပ်ပြီးပြောလိုက်တော့နတ်ဆရာကြီးလည်းမျက်နှာကွက်ခနဲ့ပြတ်သွားပြီးမဲတဲ့တဲ့လောက်ကစကားဆိုလိုက်ပါတယ်မင်းမင်းဟာကြီးကိုချထားစမ်းပါကွာသူတို့မျိုးစကားတွေပြောနေကြတော့ရွာပြင်ဘက်ကနေမိမတရားတခိခိအော်ရနေတဲ့အတန်ကိုကြားလိုက်ရလို့နှစ်ယောက်တအတန်ကြားတဲ့ဘက်ကိုလှည့်ကြည့်ပြီးပြောလိုက်ကြပါတယ်အကြောင်းတော်ထူးပြီးထင်တယ်နတ်ဆရာကြီးကြီး ဒီရေတံကလူတွေရေတဲ့ရေတံမျိုးမဟုတ်ဘူးဗျာအတံကစူပီပက်တင်ထက်နေတယ်အေးဟုတ်တယ်ကွာတွားကြည့်ကြတာပေါ့နတ်ဆရာကြီးကတွားကြည့်မယ်လို့ပြောနေတော့မှာပဲရှင်မြတ်လုံးနဲ့တကြီးကတော့ဓာတ်နှက်ကိုကြောမှလွဲကငွေတနက်ကိုကင်ပြီးချမ်းစည်းဥကိုဂျွန်းပစ်ကြော်လို့ရွာပြင်ကိုပြေးထွက်သွားခဲ့ပါတော့တယ်ဘာမပြောညာမပြောနဲ့တနက်ဆွဲပြီးပြေးထွက်သွားတယ်တကြီးရဲ့နောက်ကိုနတ်ဆရာကြီးလည်းလွဲအိပ်ကိုအမြန်ယူပြီးတုံဆိုင်မနေပဲအပြေးလိုက်သွားခဲ့ပါတယ်အမောင်တို့ကဖုန်းအုံနေပြီး မြို့ခုမြို့ငွေတွေဖုံးလွှမ်းနေတဲ့ရွာလန်းတစ်လျှောက်မှာတော့ဒါနှစ်လက်ကိုလွယ်ပြီးတစ်နှက်ကိုကင်ထားတဲ့တယောက်ရဲ့လွယ်လွယ်ထားတဲ့လူတစ်ယောက်ရဲ့ကရွာပြင်ကိုတုတ်ချီတင်ပြေးနေခဲ့ကြတယ်ဗျာအချိန်တန်းအောင်အားဆိုင်ပြီးပြေးလိုက်တဲ့အချိန်မှာတော့ရွာပြင်တုတ်တန်နာကတစ်ပင်ချောင်းကြီးရှိရာကိုနှစ်ယောက်စလုံးရောက်မှန်းမသိရောက်လာခဲ့ကြပြီးရွာလူကြီးမိကကတစ်ပင်အောင်မှာတုံဝင်တဲ့ရက်ကညီဖြစ်သူကိုမြှုပ်ထားတဲ့မြေပုံရှိရာကိုလမ်းမြော်ကြည့်လိုက်ပါတော့တယ်အစပိုင်းမှာတော့ယူရီဖုံးနေလို့မမြင်ရပေမဲ့ အာယုံစူးစိုက်ပြီးကြီးလိုက်တဲ့အချိန်မှာတော့ညီဖြစ်သူရဲ့လောင်းကိုဖော်ပြီးဘိုက်ထဲမှာကက်ကြံနေတဲ့ဥပလီစာအပိုင်းစားတွေကိုစားတော့နေကြတာကိုမြင်လိုက်ရပါတော့တယ်။တင်ကြိုင်တိုင်းမှာလူတွေလောင်းကိုပြန်ဖော်ပြီးမဒါလောင်းကြီးကဥရင်းကလီစာအကတ်သက်တွေကိုအငမ်းမရရတာခံစားတော့နေကြတယ်။လူလူလူတရေလူလူကွန်းကွက်ကွားနဲ့မိစ္ဆာတကောင်ကိုမြင်လိုက်ရတဲ့အတွေ့အကြုံကြက်တီထားဖွယ်ရာကိစ္စတခုဖြစ်နေခဲ့ပေမယ့်ရွာလူကြီးမိခဲနဲ့နတ်ဆရာကြီးတို့ကတော့ကြောက်လန့်စိတ်လုံးဝမရှိပဲ မိစ္ဆာကိုတိုက်ခိုက်ဖို့တာအတွေးရှိနေခဲ့ကြပါတယ်။ရုတ်ရက်ဆိုတလို့လူတွေကောင်းရဲ့ဘိုက်ထဲကဥရင်းကလေးစာအကတ်တက်တွေကိုရတာကန်စားတောင်းနေတယ်။မိစ္ဆာကြီးကစက္ကနဲ့မတ်တက်ထရက်ကရွာသူကြီးမိခဲနဲ့နတ်ဆရာကြီးကိုရှိရကိုမျက်နှာမူပြီးတဟားဟားနဲ့ရေမောလို့နေခဲ့ပါတယ်။မိစ္ဆာမကြီးမတ်တက်ရက်လာတာကိုမြင်နေရွာသူကြီးမိခဲကတုံဆိုင်မနေပဲလက်ထဲမှာကင်ထားတဲ့တနတ်နဲ့မိစ္ဆာမကိုလှမ်းပစ်လိုက်တဲ့အချိန်ရွာသူကြီးမိမရက်နေတဲ့နတ်ဆရာကြီးကတော့ ရုပ်ရည်ဒဏ္ဍာကိုပုတ်ထုတ်လိုက်ပြီးអော်ပြောလိုက်ပါတယ်။ပြေးပြေးကြတော့နင်တို့တခင်မကြီးကိုသွားပြောလိုက်။ဒီနေရာကိုဘယ်တော့မှပြန်မလာခဲနဲ့လို့။နတ်ဆရာကြီးရဲ့ရုပ်ရည်ပြုတ်မှုလိုက်တဲ့လောက်ရကြ။ရွာလူကြီးမိခဲကနတ်ဆရာကြီးရဲ့ရင်ဝါကိုခြေထောက်နဲ့အာကုံစောင့်ကန်ထည့်လိုက်ပြီးလဲကြသွားတဲ့နတ်ဆရာကြီးကိုတနက်နဲ့ချင်ကာအခုလိုပဲမင်းမြန်လိုက်ပါတော့တယ်။ခမောင်းအကျုံစကားကမတင်တာဖြစ်နေတာ။လူမိတ်စာနဲ့ခမားနဲ့ကတနည်းမဟုတ်တနည်းနဲ့တော့ပတ်တန်နေမယ်ဆိုတော့ကိုလည်း ကျုပ်ကသိပြီးသားဒါကြောင့်ကျုပ်အလောင်းကိုမြင်မြှုပ်ဖို့လှုပ်ပြီးမှအလောင်းကိုရေချိုးဖို့တူဝရသာဤဒေါ်ခင်သားလက်ထက်ကိုအပ်ခဲ့တာပဲရွာလူကြီးရဲ့စကားကြားလက်ဆရာကြီးလည်းမျက်လုံးပြူးသွားခဲ့ပြီးရွာလူကြီးမိခဲကိုကြည့်ကအံ့ဩတကြီးနဲ့စိုက်ကြည့်နေခဲ့ပါတယ်ဒါဆိုမင်းကအလောင်းကိုဒီမှာမြုပ်ခဲ့တာမဟုတ်ဘူးပေါ့ဟာဟာလူမိတ်ဆာကိုဖမ်းဖို့အတွက်ကျုပ်ကဒီလောက်ရိုးရှင်းတဲ့နှီးကိုတုံးပါမလားခင်ဗျားကရွာထဲမှာရှိတဲ့လူတိုင်းကိုလှည့်စားနိုင်ပြီမယ် ကျုပ်ကလည်းခမရလောက်မှမလဲရင်ရွာလူကြီးရာထူးကိုပဲယူထားပါမလဲ။ဒါဆိုအခုလောင်းသားမှာတွေ့ရတဲ့လူကတကယ်မိစ္ဆာစစ်မဟုတ်ဘူးပေါ့ဟုတ်လား။ဒါပေါ့ဗျာ။ကျုပ်ကဒီလိုရွာတွေ့အရေးကြီးတဲ့အချိန်မှာဘ ᱹ ရုကိုမှမယုံကြည်နိုင်လို့ကျော်ဒီအတူဘာသာတယောက်ကိုအကူအညီတောင်းထားတာပဲ။ရွာလူကြီးမြက်ကညာရင်ထက်မြတ်တူပြီးပြီ။လူမိစ္ဆာကိုဖမ်းဖို့ကလွယ်ကူတဲ့ကိစ္စမဟုတ်ကြောင်းကိုတီးတဲ့အပြင်တတက်နဲ့တကူရွာထဲကိုဘယ်တုန်းကမှမလာခဲ့ဘူးတဲ့တောနဲ့ထက်ကဆရာကြီးကလည်းအခုတခါကျမှရွာထဲကိုဆက်ဆက်မြဲမြဲရောက်လာတာကြောင့် မတင်ငါဖြစ်ပြီးအမှန်တရားပေါ်လာစေဖို့အတွက်အားလုံးကိုအကွက်ကြကြစီစဉ်ခဲ့တာဖြစ်ပါလေ။တကြီးမိခဲ့ရအကွက်စိတ်စိတ်စီစဉ်မှုကြောင့်နတ်ဆရာကြီးလည်းဗဇက်ဟောင်းတာဖြစ်သွားခဲ့ပြီးအံ့ဩနေရမှာ။ညနာမှာဆိုရင်ပူပန်မှုတွေကအတိုင်းသာပေါ်လာခဲ့ပြီးရွာလူကြီးမိခဲ့ကိုကြီးကတောင်းတမှန်မှန်နဲ့စကားဆိုလိုက်ပါတယ်။ဟောတောင်းမှန်ပါလေကွာ။လူမိတ်စာတာမင်းတို့စီကိုရောက်လာရင်မင်းတို့ကတေချောပေါက်ကိုတက်ပြစ်ကြမှာ။ဘာကရွာပြင်မှာနေတာဆိုပေမဲ့ ရွာကလူတွေကိုဘယ်တော့မှဒုက္ခမပေးခဲ့ပါဘူးအခုလဲမင်းတို့အလုံးတိထားကြတဲ့လူမိတ်စာနဲ့ငါးချားမှာဖြည့်ရှင်းလို့မရတဲ့ပြဿနာတစ်ခုဖြစ်နေလို့ပါဒါကြောင့်ငါနဲ့လူမိတ်စာချားကပြဿနာတွေအလုံးရှင်းသွားခါမှာလူမိတ်စာကြီးကိုမင်းတို့စိတ်ကြိုက်လောက်ကြပါကွာရွာလူကြီးမိခက်ကိုနန်းဆရာကြီးကတောင်းပန်နေပေမဲ့လေရွာကိုကာကွယ်ဖို့အတွက်ဆရာထက်တန်နေတဲ့ရွာလူကြီးမိခက်ကတော့နန်းဆရာကြီးကိုကြည့်ပြီးခတ်ထန်တဲ့စကားတစ်ခွန်းကိုတုတ်ပြန်လိုက်ပါတယ်ခမားနဲ့လူမိတ်စာချားမှာ ဘယ်လိုပြဿနာရှိနေလဲဆိုတာကျုပ်မသိဘူး။တီးလည်းမသိချင်ဘူး။ကျုပ်ကြီးကကျုပ်ညီကိုတက်ပြီးရွာကိုဒုက္ခပေးလာတော့မယ်။လူမိတ်ဆာကိုကျုပ်ဘက်ကအရင်လက်ဦးမှုရယူပြီးနှိမ်နဲ့ပြစ်ဖို့ပဲတည်တယ်။ရွာလူကြီးမိခဲကနတ်ဆရာကြီးကိုကြည့်ပြီးပြတ်တောင်းတဲ့စကားတစ်ခုကိုဆိုလိုက်ပြီးနာသူကရာသာဒေါခင်သားဘက်ကိုကြည့်ကအခုလိုပဲစကားထက်မှန်ဆိုလိုက်ပြန်ပါတယ်။ခမရတာဝန်ကြီးပါပြီ။နောက်ကိစ္စတွေကိုကျွန်တော်ကိုယ်တိုင်မဲ့ဆက်ရှင်းလိုက်ပါမယ်။ဒေါခင်သားကိုကျေးဇူးရမ်းတင်ပါလေ။မယ်ဟိုကြီးဒေါခင်သားကရွာလူကြီးမိခဲကိုနှုတ်ဆက်ပြီးဇီယက်ကိုပြန်ဖို့အနောက်ကိုအလှည့် ဇီးပြူပင်ကြီးအနောက်ကနေအင်မတန်ကြောက်ရွံ့ကောင်းတဲ့မျက်နှာထားနဲ့တရရဲ့ထွက်ပေါ်လာတဲ့မိစ္ဆာမတကောင်ကိုမြင်လိုက်ရပါတော့တယ်မိစ္ဆာမရဲ့မျက်နှာကကြောက်တုံးနဲ့အထုခံထားရတယ်လို့ကြေမွသုတ်ပြတ်နေပြီနှလမခန့်ရှိတဲ့အဆွဲကြီးတွေကလည်းနှကန်းကိုကြောလို့အပြင်ကိုရှေ့ကျနေကတွေ့တွေဖုံးလို့နီးရဲနေတဲ့မျက်လုံးအစုံနဲ့မဲအိုကြီးတော်ခင်သားကိုစိုက်ကြည့်နေခဲ့ပါတယ်မဲအိုကြီးဒူးပရာသာတော်ခင်သားလည်းရုတ်တရက် မြင်လိုက်ရတဲ့ဘလူးတကောင်လို့ပုံတံတန်ရှိတဲ့မိစ္ဆာမကြီးကြောင့် မျက်နာကွက်ခနဲ့ပြတ်သွားခဲ့ပြီးအကူညီတောင်းဖို့ပါဇက်ကိုဟားလိုက်တဲ့အချိန်မှာပဲဝေးမှရှိတဲ့မိစ္ဆာမကြီးကသူ့ရဲ့လက်ကိုစန့်ထုတ်ကာဘယ်တလဲညာတလဲလှဲလိုက်ပြီးတခုခုကိုဆွဲယူလိုက်တဲ့လူမျိုးပြုတ်မှုလိုက်ပါတယ်မိစ္ဆာမကြီးကလက်ကိုထုတ်လိုက်တဲ့အချိန်မှာပဲအမေအိုကြီးဒုဗရာစာဒေါခင်သားရဲ့လေဘင်းကတော့တခုခုနဲ့ရစ်ပတ်ထားလိုက်တဲ့လူမျိုးထိမ့်ချုပ်ခံလိုက်ရပြီးဘယ်တလဲညာတလဲလိန်ချုပ်ခံရပြီးမိစ္ဆာမကြီးဆွဲယူတဲ့နေရာကိုလဲလေထဲကနေစက်ငင်စက်ငင်နဲ့ပါသွားခဲ့ပါတော့တယ် မိစ္ဆာမကြီးကအမေအိုးကြီးတူးလက်ထဲကိုရောက်လာတာနဲ့သူ့ရဲ့လက်ထဲရှည်ကြီးတွေကိုလဲပင်းတဲ့နေဝင်သွားတဲ့အထိထိုးဆိုင်ချလိုက်ပြီးအမေအိုးကြီးရဲ့ခန္ဓာကိုယ်ထဲကတွေးတွေကိုလည်းတုံဆိုင်ချက်မရှိဘဲဆုပ်ယူခြင်းအမေအိုးကြီးနဲ့အတူနေရာမှာတင်ဖြတ်ခနဲပြောက်ွယ်သွားခဲ့ပါတော့တယ်။နတ်ဆရာကြီးကိုတနက်နဲ့ချိန်ထားတယ်။ရွာလူကြီးမိခဲ့တယောက်လည်းရုတ်တရက်ပေါ်လာပြီးအမေအိုးကြီးကိုတိုက်ခိုက်နေတယ်။မိစ္ဆာမကိုကြည်ကအံ့ဩနေတဲ့အချိန်မှာပဲ။ အမေဦးကြီးရောမိစ္ဆာမကပါမျက်လုံးရှိကပြောက်ွယ်သွားတာကြာနတ်ဆရာကြီးကိုခြံထားခဲ့ပြီးမိစ္ဆာမကြီးရှိမယ်လို့ထင်ရတဲ့နေရာကိုအပြေးလိုက်သွားခဲ့ပါတော့တယ်ရွာလူကြီးမိခဲ့တဲ့တော့နဲ့အထက်တီနိုင်ဝဲလောက်ကြောင်မယက်မနာပြေးလာခဲ့ပြီးနောက်မှာတော့မြေပြင်ပေါ်မှာလဲကြတေးဆုံးနေတဲ့အမေဦးကြီးတူပါရာစာဒေါခင်သားရဲ့ရိုးလောင်းကိုယဉ်နဲ့ဖွဲ့ရမြင်တွေ့လိုက်ရပါတော့တယ်အမေဦးကြီးဒေါခင်သားရဲ့ခန္ဓာကိုယ်ဟာတွေးမရှိတော့တော့လို့ဖြူဖက်ပြီးရောဖြစ်နေပြီးလေဘင်းကလည်းတွေးဆုပ်ခံထားရတဲ့နေရာတွေမှာလည်း အချစ်ရတခုမှမရှိဘဲအညိုမဲရာကြီးတခုကူတာကြံရဲလို့နေခဲ့တာကိုတော့ရွာလူကြီးမိခဲကအံ့ဩဖွယ်ရမြင်တွေ့လိုက်ရပါတော့တယ်ဒီအချင်းရောက်ကိုကြည့်ပြီးရွာလူကြီးမိခဲနဲ့မိစ္ဆာမကြီးရဲ့အစွမ်းစာကိုခံမှန်းမိသွားခဲ့ပြီးတော့ဘလိုနီးနဲ့အနံယူရမလဲဆိုတာကိုတဆင်ချင်းတွေ့တော့လို့နေခဲ့ပါတယ်ရွာလူကြီးမိခဲတယောက်သူ့ကိုထားရပြီးမိစ္ဆာမကြီးနောက်ကိုလိုက်သွားတာကြောင့်တယောက်တည်းကြံရဲနေခဲ့တဲ့နတ်ဆရာကြီးတိန်ကလည်းယူရီဖုံးနေတဲ့တောနဲ့ကြီးတဲ့ကို တယောက်တည်းမရောမလဲနဲ့ထွက်လာခဲ့ရင်တစက်ကနေလဲသူ့ရဲ့တမိနာမည်ကိုတကြောကြောအော်ဟစ်လို့ခေါ်နေခဲ့ပါတယ်ဂျေကဝမ်းနဲ့နေတဲ့အတန်နဲ့တမိဖြစ်သူရဲ့နာမည်ကိုအော်ခေါ်နေပေမဲ့လေမိစ္ဆာဝင်မှုခံထားရတဲ့တမိဖြစ်သူကတော့အမေဟိုကြီးကိုတက်ပြီးပျောက်ကွယ်သွားခဲ့ပါတော့တယ်တကယ်တမ်းတော့ရွာသူကြီးမိခဲတို့အားလုံးတိကြတယ်ဒန္နာဟီလာလူရမိစ္ဆာကြီးဆိုတာကအကောင့်ထဲမမြင်ရပဲနိုင်ရုံမရှိတဲ့မိစ္ဆာတကောင်းတာဖြစ်ပြီးအဲ့ဒီမိစ္ဆာကကျင့်စဉ်တစ်ခုကိုပြီးမြောက်အောင်လေ့ကျင့်နိုင်ခြင်းမရှိရဲ့သူတွေ အစင်းမြင့်ဇက်တွေကိုထိန်းချုပ်နိုင်ခြင်းမရှိဘဲထုတ်တုံးတဲ့ဒူတွေစီကလွတ်ထွက်လာတဲ့ပညာဇက်တွေမှာဝင်ရောက်ခိုးအောင်ပြီးအနီးနားကလူတွေရဲ့ခန္ဓာကိုယ်ရဲ့ကိုဝင်ရောက်ပုကတ်တတ်တဲ့မိစ္ဆာတစ်မျိုးပဲဖြစ်ပါတယ်။ရိုးရနတ်တွေကိုကိုယ်ဝယ်ကြတဲ့လူမျိုးစုတွေနေထိုင်တဲ့ရွာလေးကသူ့ရဲ့အလွယ်ကူဆုံးပြစ်မှတ်ဖြစ်ခဲ့ပြီးလူရောက်တရာရဲ့တွေးကို290တကြိမ်တောက်တုံးကပူမောအစစ်မြန်အစွမ်းထက်တဲ့တွေးမိစ္ဆာအဖြစ်ထွန်ဝူးနေထိုင်ခဲ့တာကတော့ရာစုနှစ်တွေတောင်ကြာနေခဲ့ပြီဖြစ်ပါတယ်။ သူထိန်းချုပ်စေခိုင်းနိုင်စွမ်းရှိတယ်လူတယောက်ကိုရွေးချယ်ဝင်ရောက်ပူးကပ်ပြီးသူ့ရဲ့အစွမ်းလေးကိုတိုးဖို့အတွက်ရွာလုံးကျတက်ဖြတ်တာတွေကလည်းမနေမနှောရှိခဲ့တယ်လို့သူ့ရဲ့တက်တန်းကတော့နှစ်ပေါင်း900ထက်မှရှိနေပြီဖြစ်ပါတယ်အခုလည်းသူ့ရဲ့အစွမ်းလေးကိုမြင့်တယ်မို့အတွက် အချိန်ကောင်းကိုစောင့်နေခဲ့ရကနတ်ဆရာကြီးဦးတိန်ကရဲ့တမိဖြစ်သူကိုအတုံးချခံဖြစ်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်နတ်ဆရာကြီးဦးတိန်ကကတော့လူရဲတဲ့နှစ်90လောက်ကလေးကလူမိတ်စာခေါ်တွေးမိတ်စာရဲ့ ရက်ဆက်ကြမ်းကြုတ်မှုတွေကိုမျက်စိနဲ့ကိုယ်တိုင်မြင်တွေ့ခဲ့ရသူဖြစ်ပြီးဒီလိုဖြစ်ဆိုးကြီးတွေထပ်ဖြစ်လာမှာကိုသိနေတဲ့အတွက်သူ့ရဲ့မိသားစုကိုခေါ်ကာဒေါနတ်ထဲမှာတွားရောက်နေထိုင်ခဲ့တာဖြစ်ပါတယ်လွန်ခဲ့တဲ့9နှစ်ခန့်ကပဲသူ့ရဲ့မိမဖြစ်သူကလူကြီးယောဂာနဲ့ဆုံးပါတွားခဲ့ရတာကြောင့်တဦးတည်းကြံရစ်ခဲ့တဲ့တမိဖြစ်သူနဲ့အတူဒေါနတ်ထဲကအင်ငယ်လေးထဲမှာသူစိတ်ဝင်စားတဲ့ပညာရက်တွေကိုလေးလာလိုက်စားရင်းပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့တာဖြစ်ပါတယ် ဒီလိုနဲ့တရက်မှာတော့လက်ဆရာကြီးဥဒိန်ကားကကျင့်စဉ်တစ်ခုကိုကျင့်နေခြင်းအစစ်မြင့်ဆက်တစ်ခုကိုထိမ့်ချုပ်ဖို့အတုံးပြူမိခဲ့ရာကဆက်ရဲ့ပြင်းထန်လွန်းတဲ့တွန်းကအားကိုမထိမ့်ချုပ်နိုင်တာကြောင့်ပဲဥဒိန်ကလက်ထဲကဆက်လုံးဟာလေထဲကိုလွတ်ထွက်သွားခဲ့ပါတော့တယ်ဥဒိန်ကားရဲ့လက်ထဲကဆက်လုံးဟာအစစ်မြင့်ဆက်လုံးတစ်ခု ဖြစ်နေတာကြောင့်ပဲဆက်လုံးကထွက်တဲ့လှိုင်းတွေဟာလည်းတွေးမိတ်စာကိုဆင့်ခေါ်တလို့ဖြစ်သွားခဲ့ပြီးလူရောက်တရာရဲ့တွေးကိုတောက်ရမယ့်အချိန်ကလည်းနီးကပ်လာနေပြီဖြစ်တဲ့အတွက် ။တွေးမိစားကလည်းလွင့်ထွက်သွားတဲ့ဆက်လုံးကို အမိရပူကပ်ပြီးအင်းရှိမှရက်နေတဲ့တမီဖြစ်သူရဲ့ခန္ဓာကိုယ်တွေကိုဝင်ရောက်သွားခဲ့ပါတော့တယ်။တွေးမိစားဝင်စီထားတဲ့ဆက်လုံးကနတ်ဆရာကြီးရဲ့တမီဖြစ်သူထံဝင်ရောက်ပူကပ်သွားတဲ့အချိန်မှာတော့နတ်ဆရာကြီးရဲ့တမီကနာကျင်သွားအောင်ဟဲ့ညင်းညူရင်ခန္ဓာကိုယ်တစ်ခုလုံးတက်လိုက်တယ်လို့တုံ့ခါသွားခဲ့ပါတော့တယ်။လက်ထက်ကဆက်လုံးလွတ်ထွက်သွားပြီးတမီဖြစ်သူရဲ့အော်ဒါကိုကြားလိုက်ရတဲ့နတ်ဆရာရဲ့ဥဒိန်ကလည်း အိမ်ထဲကနေကမန်းကရမ်းပြေးထွက်လာကတမီးဖြစ်သူရဲ့နာမည်ကိုစိုးရင်တကြီးနဲ့អော်ခေါ်လိုက်ပါတော့တယ်။ညာတင်ကြီးတမီးလေးဥဒိန်ကအမြန်ဆုံးတမီးရှိရာကိုထွက်လာပြီးခေါ်ခဲ့ပေးမယ်လေ။တွင်းမိစာထင်းချုပ်ချင်းကိုခံလိုက်ရပြီဖြစ်တဲ့ညာတင်ကြီးကတော့ရုတ်ရက်ဆိုတလိုပဲညိုမဲနေတဲ့မြက်ကွင်းတွေနဲ့မျက်နာအမူအရာရောကိုဟန်မူအရာပါပြောင်းလဲသွားခဲ့ပြီးဥဒိန်ကဘက်ကိုလှည့်ကြည့်လို့လာခဲ့တယ်ဗျာ။တမီးဖြစ်သူမူမမှန်တာကိုကြည့်ပြီး တွေးမိစာရဲ့ထိန်းချုပ်မှုကိုခံရရတယ်ဆိုတာကိုတော့ပညာရှင်တယောက်ဖြစ်တဲ့ဥဒိန်ကကချက်ချင်းတဘောပေါက်သွားခဲ့ပြီးတမိဖြစ်သူအတွက်ရောသူတို့ရွာလေးအတွက်ကိုပါစိုးရင်သွားခဲ့ရပါတယ်ဒါကြောင့်မဲတမိဖြစ်သူကိုချော့မော့ခေါ်ကအိမ်ထဲကိုဝင်စေပြီးတကားပေါက်တွေအကုန်ပိတ်လိုက်ကဘာလို့ရမလဲဆိုတာကိုတော့ပြပြတလဲလဲစဉ်းစားနေခဲ့ပါတယ်တွေးမိစာကဘလို့မှ နှင်ထုတ်လို့ရမှာမဟုတ်ပဲလူရောက်တရာရဲ့တွေးကိုတောက်ရမှာဒါသူ့လိုလိုထွက်သွားမှာကိုသိနေတယ် ။ဦးတင်ကားကတော့ဓမီရဲ့ခန္ဓာကိုယ်ထဲကတွေးမိစာထွက်သွားရင်တူဓမီရဲ့ခန္ဓာကိုယ်ကလုံးဝပျက်စီးသွားမှာကိုလေ။အလွန်မင်းထိတ်လန့်လို့နေခဲ့ပါတယ်။ဒါပေမဲ့သူ့မှာလည်းဒီဓမီလေးတယောက်ပဲရှိတော့တာမို့။ဓမီဖြစ်သူနဲ့အချိန်တိုင်းတာဘလောက်ပဲနေရပါစေ။အတူတူနေမယ်လို့တွေးတော်ပြီးဓမီဖြစ်သူနဲ့မခွဲနိုင်တာကြောင့်ပဲရွာသားတွေရဲ့အတက်နဲ့ပါအလဲထက်လုပ်ပြီးနေနေခဲ့ပါတယ်။တွေးမိစာဝင်ပူးထားတဲ့ဓမီဖြစ်သူကိုအခြေအနေမဆိုးလာခင်အထိတူးစီကနေထွက်မသွားရလေအောင် တွေးတန်ရရဲ့ရဲ့နဲ့အတားဆိုင်တွေကိုနေစဉ်နေတိုင်းကြွေမွေးပြီးတွေးမိတ်စာဘူးခံထားရတဲ့မြတ်တင်ကြီးကလည်းဥဒိန်ကကြွေးတဲ့အတားဆိုင်တွေကိုတော့မိတ်စာတကောင်ရဲ့ကြံရင်လက္ခဏာအပြည့်စုံနဲ့ထိတ်လန့်ကြောက်မက်ဖွဲရာ အာရပါရစောက်တော့လို့နေခဲ့တယ်ဗျာဒီလိုနဲ့တရက်မှာတော့ဥဒိန်ကတော့တကားတွေအကုန်ပိတ်ပြီးပြီလို့အထင်နဲ့အင်ရောက်ကိုဆင်ပြီးတယောက်ထဲအေးအေးဆေးဆေးမျက်ပင်တွေခုတ်ထွင်ရှင်းလင်းနေတဲ့အချိန်မှာပဲပွင့်နေတဲ့ပြတင်းပေါက်တစ်ခုကိုခုံကျော်ပြီး တွင်းမိစ္ဆာဘူးခံထားရတဲ့မြတ်တိန်ကြီးကတော့တော်လန်တိုင်ပြေးထွက်သွားခဲ့ပါတော့တယ်။အမိဖြစ်သူထွက်ပြေးသွားတာကိုကြည့်ပြီးအချိန်နေပူဆိုးလာတာကိုရိတ်စားမိသွားတဲ့ဥဒိန်ကလည်းစိုးရင်တကြီးနဲ့တမီးကိုရှာဖို့နောက်တနေ့မှပဲရွာလူကြီးမိခဲတို့ရွာလေးရှိရာကိုထွက်လာခဲ့တာ ဖြစ်ပါတယ်။သူရောက်လာတဲ့အချိန်မှာတော့တမီးဖြစ်သူကိုဝင်မှုထားတဲ့တွင်းမိစ္ဆာကရွာသားတွေကိုအန်ရပြူကိုခြေလန်းစားနေပြီဖြစ်ပြီးရွာလူကြီးမိခဲကလည်းသူ့ရဲ့တမီးဖြစ်သူကို လူမိတ်စာလို့ဆိုကနှိမ်နှင်းဖို့အတွက်ပြင်ဆင်နေခဲ့ပြီဖြစ်ပါတယ်ဒီလိုနဲ့နောက်ဆုံးရွာသူကြီးမိခဲနဲ့အတူတော့တဲ့အထိရောက်လာခဲ့ပြီးတမိဖြစ်သူကိုတွေ့လိုက်ရတဲ့အချိန်မှာတော့ညတိန်ကြီးတယောက်အလွန်မင်းဆိုးရွားတဲ့ရုပ်ရည်နဲ့ရက်ဆက်ချမ်းချုပ်တဲ့လူမိတ်စာအတွင်ကိုကူးပြောင်းနေပြီဖြစ်ကြောင်းတိလိုက်ရပါတော့တယ်အဲဒီလိုနဲ့တမိဖြစ်သူရဲ့နာမည်ကိုဩခေါ်ပြီးတော်ထဲမှာလိုက်ရှာနေတဲ့အချိန်လူမိတ်စာလုံးလုံးဖြစ်နေပြီဖြစ်တယ်ညတိန်ကြီးကသူ့ရဲ့ရှေ့မှာပေါ်လာခဲ့တာကြောင့်ပဲဥဒိန်ကလည်းမျက်ရည်တွေဝိုင်းလာတာ လူမိတ်ဆဝင်ပူးနေတဲ့မြတ်တင်ကြီးကိုခုလိုပဲပြောလိုက်ပါတော့တယ်။မာဓမီခန္ဓာကိုယ်တဲကိုဝင်ပြီးရွာသားတွေကိုဒုက္ခပေးတာရက်လိုက်ပါတော့တွေးမိတ်ဆာရာ။ငါတို့တာဖာတော်ထဲမှာအေးစီစီနေနေခဲ့တာပါ။ငါတို့တာဖာနှစ်ယောက်ရဲ့တာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကိုစက်ပြီးမဖြတ်စည်းပါနဲ့တော့။အခုချိန်မင်းငါတမီးရဲ့ခန္ဓာကိုယ်ရဲကနေထွက်သွားရင်လေငါတမီးတဲ့ရှင်တော့မှမဟုတ်ပါဘူး ငါတမီးရဲ့ခန္ဓာကိုယ်ကိုဖြတ်စည်းနေတာအခုပဲရက်လိုက်ပါတော့ကွာဝမ်းထဲစာပြောလာတဲ့ဥဒိန်ကြီးရဲ့စကားကိုနားထောင်ပြီးလူမိတ်ဆက်ဝင်မှုထားတဲ့မြတ်တင်ကြီးကတော့ယောက်ျားတန်ဟောကြီးနဲ့အခုလိုပဲပြန်ပြောလိုက်ပါတော့တယ်မင်းတဆမှုတစ်ခုကြောင့်ပဲငါခွေရရလာခဲ့တာမင်းကတော့ကျေးဇူးတင်နေမှာပါမင်းရောမင်းတမီးရောယွာရဲကလူတွေအကုန်လုံးကိုပါငါတက်ပြင်မယ်လူမိတ်ဆက်ကဥဒိန်ကကိုဆူရဲတဲ့အကြီးနဲ့ကြီးက၆ကတ်နေတဲ့လေတံနဲ့ပြောလိုက်ပြီး ဦးတိန်ငါရနောက်ကိုလျှက်စီးခဲ့သူလှင်မြန်တဲ့အချိန်နဲ့သွားလိုက်ကလက်ကိုလဲပင်းစီဆန့်ထုတ်လိုက်ပြီးဦးတိန်ငါရအတွေးတွေကိုတစက်မကြံအကုန်ဆုပ်ယူလိုက်ပြီးမှကုတ်ချိုးကတက်ပြစ်လိုက်ပါတော့တယ်ဂျေဇူးပဲအဖူကြီးတေဂါကြီးခမညာဂျေဇူးကြောင့်ကျိုးဆွမ်းနေမြင်လာတော့မယ်ရွာကလူတွေအတွက်တော့စိတ်မကောင်းစရာပဲညတိန်ငီကိုဝင်ပူထားတဲ့တွေးမိတ်စားကနတ်ဆရာကြီးဦးတိန်ငါကိုဂျေဇူးတင်ကြောင်းအားရဝန်တာနဲ့ပြောနေတဲ့အချိန်မှာပဲ ငွေတနက်ကိုကန်ပြီးရောက်လာတဲ့ရွာလူကြီးမိခဲကတော့တွေးမိတ်စာကိုတနက်ပြောင်းသွားတဲ့ချိန်ကအနုမန်နံကိုရွတ်ဆိုလိုက်ပြီးတနက်နဲ့ပြစ်ထဲလိုက်ပါတော့တယ်ဥဒိန်ငါကိုတက်ပြီးကျင်းနေနေတဲ့တွေးမိတ်စာလဲရွာလူကြီးမိခဲရဲ့တနက်အပြစ်ချက်ကိုရှောင်လန်းခြင်းမရှိပဲယုံဟာတဲတဲ့ကိုကြည်စားမှန်းနာကြောင်းစူးရှလာတဲ့အတန်နဲ့ကြီးနဲ့နာကျင်စောအောင်ဟင့်ညင်ညူလိုက်ပါတော့တယ်ရွာလူကြီးမိခဲရဲ့တနက်နဲ့အပြစ်ခံလိုက်ရတယ်တွေးမိတ်စာကလည်းသူ့ကိုလက်မတိုက်ခိုက်လာတဲ့ကြောင့်ဒေါ်တာထွက်သွားပြီးရွာလူကြီးစီကိုလက်ဆန့်တန်းကာ ကုန်းချိုတက်ဖို့ပြန်လိုက်ပေးမယ်။ရွာလူကြီးကလက်ထဲမှာရှိနေတဲ့အစီရင်တနက်နဲ့ကားလိုက်တာကြောင့်ရွာလူကြီးမိခဲနဲ့တွင်းမိစာတို့ကြားမှာတော့အားပြင်းနဲ့ဆက်လိုက်တွေကတေးနဲ့တက်လာခဲ့ပါတော့တယ်။တွင်းမိစာကသူ့ရဲ့တိုက်ခတ်မှုကိုအခုကကာကွယ်နိုင်တဲ့ရွာလူကြီးမိခဲကိုကြည့်ပြီးဒေါတာပို့ထွက်လာခဲ့ကသူ့ရဲ့အဆွမ်းတွေကိုပုံပုံမြှက်လိုက်တဲ့အချိန်မှာတော့ရွာလူကြီးမိခဲနဲ့အရှင်ပြင်းပြင်းနဲ့တွန်းခံကန်ရကအနောက်ဘက်ဝါးတပြန်ကွာလာတော့ဒီလွန့်ထွက်လဲကျသွားခဲ့တယ်ဗျာ။အနောက်ကိုလမ်းကျသွားတဲ့ရွာလူကြီးမိခဲကိုကြည့်ပြီး ။လွင်မိတ်စာကစူးချတဲ့အကြီးနဲ့တစ်ချက်ကြည့်ကာအတန်အော်ကြီးနဲ့အခုလိုပဲပြောလိုက်ပါတော့တယ်။မင်းရဲ့ပညာကငါ့ကိုနှိမ်နင်းမှုတော့လုံလောက်ပါရဲ့။ဒါပေမဲ့ငါ့ကိုနိုင်ဖို့ကမင်းရဲ့တတိယအထိကြိုးစားရမှာကိုတော့သိထားလိုက်။မင်းစီကောင်ဟာတရားပေါ်ပြန်လာပြီ။မင်းမျက်စိရှိမှရင်ပြောလုံးဝတွေးကိုရတာခံပြီးတောက်ပြမယ်။တွေးမိစားကရွာလူကြီးမိခဲကိုအဲ့လိုပြောပြတာနဲ့ခင်းစည်းချောင်းတစ်ခုလာလှင်မြန်တဲ့အချိန်နဲ့ တောင်းတထဲကနေအဝေးကိုပြေးထွက်ကပျောက်ခွေသွားပါတော့တယ်။ရွာလူကြီးမိခဲကပြေးထွက်သွားတယ်။တွေးမိစာနောက်ကိုအမိလိုက်ဖို့ရုံးကန်ထားလိုက်ပေးမယ်လေ။မျက်စီရှိကပျောက်ခွေသွားပြီဖြစ်တဲ့တွေးမိစာကိုထမှန်ရှာဖွေတာမျိုးမလုပ်တော့ပဲ။တေးတွားတဲ့နန်းဆရာကြီးနဲ့အမေကြီးဒေါခင်သားရဲ့အလောင်းကိုတဲကညီဖြစ်သူရဲ့ခန္ဓာကိုယ်နဲ့အတူထားလိုက်ပြီးရွာကလူတွေကိုခေါ်ကမိတချို့ပေးဖို့ပြောလိုက်ပါတော့တယ်။ဒီလိုနဲ့တွေးမိစာနဲ့ရွာလူကြီးမိခဲတို့ကြားကပြက်တနာဟာ ။သုံးရက်လောက်ထိဗာဒနာမကြားရဘဲငြိမ့်တက်သွားခဲ့တာကြောင့်ရွာလူကြီးမိခဲ့တဲ့အချိန်တွေကိုအလကားမဖြစ်ရလေအောင်ပြင်စရာရှိရာတွေကိုပြင်ဆင်ရင်စောင့်နေခဲ့တယ်ဗျာ။